ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကိုလာဆိုဝီရေးသားတဲ့တမိုင်းတွင်မဲ့အင်းတော်တိုက်ပွဲကြီးဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်ပြည်သူ့ဘက်တော်သားတော်လန်ကြီးတက်များဟာရွှေဘူမြကြီးနာ လမ်းမပေါ်မှာရှိတဲ့အင်းတော်မြို့ကိုတင်ယူခဲ့တဲ့တမိုင်းဝင်တိုက်ပွဲကြီးကိုဆင်နွှဲနိုင်ခဲ့လို့စကိုင်းနိုင်အတွင်းကိုဝင်ရောက်နိုင်တဲ့စစ်တပ်ရဲ့မဟာဗျူဟာကြားလာတဲ့ထောက်ပို့လမ်းကြောင်းကို လုံးဝဖျက်တော့ ပိတ်ဆို့နိုင်ခဲ့ကြပါလေရှီလာကြာ AVS ရဲ့တံများနဲ့ပူးပေါင်းပိတ်ဆို့တိုက်ခိုက်ခဲ့ပြီးနှစ်ဖက်အကြဆုံးများစွာနဲ့တိမ့်ပိုက်နိုင်ငယ်ချင်းလည်းဖြစ်ပါလေဟော်ဝေဇာကဲ့သို့လက်နက်ကြီးများ အပါဝင်လက်နက်ခဲယမ်းအမြောက်အများကိုပါတင်းယူနိုင်ခဲ့ကြပါလေလူရည်တသိန်း2000ရှိတဲ့အင်းတော်ဟာကတားခရိုင်တွင်တည်ရှိပြီး PDF တက်များတိမ့်ယူထားတဲ့မော်လူးမြို့တောင်ဘက်16မိုင်အကွာကတားနောက်ဘက် 6မိုင်กว่าမှာတည်ရှိပါတယ်ဒုတိယကမ္ဘာစစ်အတွင်းဗြိတိရှားနဲ့ဂျပန်တပ်များကြကုတ်ကြခဲတိုက်ခိုက်ခဲ့ကြတဲ့မြို့လည်းဖြစ်ပါတယ်အင်းတော်ကိုလက်လွတ်ခဲ့ရလို့ကချင်ပြည်နယ်အတွင်းကိုအကြမ်းဖက်တပ်ကလေကြောင်းနဲ့သာစစ်ကူများပို့ပေးနိုင်မှာတော့တယ်အကြမ်းဖက်တပ်မှဘုံများအဆက်မပြတ်ကျဲချနေတဲ့ဂျားက PDF နဲ့ ABS ရဲ့ပူးပေါင်းတပ်စုဟာ2024ဩဂုတ်လ15ရက်မှာအင်းတော်ကိုတင်ပိုက်နိုင်ဖို့ စတင်ထိုးစစ်ဆင်လာခဲ့ပါတယ်မြို့ကန်လူလူဟာလည်းနိနာရှိရွာများကိုထွက်ပြေးတိမ်းရှောင်ကြပါတယ်ထိုးစစ်ကြီးစပြီးမကြာမီမှာပင်အင်းတော်အရှိတ်၄မိုင်ကွာနဘာလန်းစုံရှိအကျန်းဖတ်တက်အထိုင်စခန်းကိုစတင်သိမ်းပိုင်နိုင်ခဲ့ပါတယ်2024လအောက်တိုဘာလထဲမှာတော့တော်လန်ကြီးတပ်ပေါင်းစုဟာအင်းတော်ရဲစခန်းထွေအုပ်ရုံးများကိုတိမ်းယူနိုင်ခဲ့ပြီးမြို့ရဲရှိစစ်စခန်းတစ်ခုသာ ကျန်မာတော့တယ် ထိုစကားမြို့ကိုစီးမြင်နေရတဲ့တောင်ကုန်းပေါ်မှာရှိပြီးဂျပန်လိုင်းကူတောင်ကုန်းလို့လည်းခေါ်ကြပါတယ်နဖတ်တမ်းများရှီမတိုးနောက်မဆုတ်ဖြစ်နေရကနိုဝင်ဘာ၁ရက်နေ့မှာနောက်ထပ်ထိုးစစ်တစ်ခုဆင်နွှဲလာခဲ့ပါတယ်ထိုချိန်မှာကျန်းဖတ်တိုက်ရဲမဟာမိတ်ဖြစ်ရက်တည်နေတဲ့ ရှမ်းနယ်မြို့သားတက်မှလာရောက်စစ်ကူပေးပူးပေါင်းလာကြပါလေ။အကြံဖတ်တက်ဟာကချင်နဲ့ရှမ်းမြောက်ဒေသများမှာ KIA ညီနောင်သုံးဘော်အဖွဲ့များနဲ့ရင်ဆိုင်နေရလို့စစ်ကူမလွတ်နိုင်အောင်ဖြစ်လာပါလေ။ဒေါ်လန်ဤပူးပေါင်းတက်များဟာတပ်ပေါင်းများစွာစရေပီတဖြည်းဖြည်းနဲ့တောင်ကုန်းအရှိတ်ချမ်းရှိကာကင်းများကိုသိမ်းယူခဲ့ကြပါလေ။မလအလေလောက်မှာကတာရှိခမရ300ကိုးမှထုံနှုတ်အင်အား 150နီးပါးနဲ့အင်းတော်ဘက်ကိုဝင်လာတဲ့စစ်ကြောင်းကိုကတာရှိဘက်9မိုင်အကွာရှိပင်မလွတ်ကြီးရွာနီးမှာ KIA နဲ့ဒေသကာကွယ်ရေးတပ်များပူးပေါင်းပြီးဖျက်တောက်တိုက်ခိုက်ခဲ့ကြပါတယ်။နေရကြတိုက်ပွဲများဖြစ်ပွားပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား30ခန့်ကြာဆုံးသွားခဲ့ပါတယ်။ဧပြီတရက်နေ့မှာဂျပန်လိုင်ကူရှိရာတောင်ကုန်းမှအကြံဖတ်စစ်ကောင်စီတက်သားများဖောက်ထွက်နိုင်ရန်ဂမူးရှူရူကျူးပန်းလာကြပါလေ သို့တော်လည်းတော်လင်ကြီးတက်များရဲ့လက်ချက်နဲ့အုံယုံကြဆုံးခဲ့ပြီးရှေ့သို့တူး၍တက်လာနိုင်ခဲ့ကြပါလေ။ဧဘလ9ရက်ညပိုင်းမှာတော့တော်လင်ကြီးတက်ပေါင်းစုဟာတောင်ကုန်းကိုသိမ့်ပိုက်နိုင်ဖို့အပိသက်ထိုးစစ်ဆင်လာခဲ့ရာတက်မ89တက်မမူဥဆောင်ပြီးကတာဘတ်သို့စတင်ဆုတ်ခွာခဲ့ကြလို့မြို့မဖုံတော်ကြီးကျောင်းရောင်းတော်မူဖျားကုန်းထုံမတဆင့်စခန်းတစ်ခုလုံးကိုသိမ့်ပိုက်နိုင်ခဲ့ကြပါတယ်။ အကြံဖက်စစ်ကောင်စီတပ်သား40ခန့်လက်နက်ချညှန့်ခံခဲ့ကြပြီးဟဝေဇာမြောက်ကြီးနှစ်လက်120မမလက်နက်ကြီးနှစ်လက်အပါအဝင်လက်နက်ခဲယံအမြောက်များကိုတင်စီရမိခဲ့ပါတယ်။ဧဘလ10ရက်နေ့ထုတ်ပြန်တဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ကြေညာချက်မှာအကြံဖက်စစ်ကောင်စီဟာရှစ်လကြာ ပိတ်ဆို့တိုက်ခိုက်နေစဉ်အတွင်းစစ်ကူဟူ၍တကောင်တမိမြမပို့နိုင်ခဲ့တဲ့အပြင် လက်နက်ခရင်ရိတ်ခါများလဲထောက်ပို့နိုင်ခြင်းမရှိဘဲအကြဆုံးများစွာနဲ့အရင်နှိမ့်သွားခဲ့ရတယ်လို့ပါရှိလာခဲ့ပါတယ်။အင်းဒိုဒေသခံများကလည်းအောင်မွေးခံပြည်သူကာကွယ်ရေးတပ်များအားအိုးစီဘုံမောင်းအကခုံများနဲ့ဝမ်ပန်းတတာကြိုးစုခဲ့ကြပါတယ်။ထိုတိုက်ပွဲကြီးမှာကချင်လွတ်မြောက်ရေးတပ်မှအထူးတပ်ဖွဲ့ ABSCF စစ်ကြောင်း၃မှတရင်၂ရင် ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသအခြေစိုက်တရင်များ အခြား PDF တရင်များဒရုန်းနဲ့အမြောက်တပ်များပါဝင်ခဲ့ကြပါတယ်ဂျပန်လိုင်းဦးတောင်စခန်းဟာအင်ဒိုမြို့ရဲ့အရှိတ်ဘက်မှာရှိပြီးမြို့ကိုအပေါ်စီးကနေလမ်းမြင်နေရတဲ့အနောက်မှ အရှိ့ကိုတွေ့တန်းနေတဲ့တောင်ကပယံပေါ်မှာတည်ရှိတာဖြစ်ပါတယ်ထိုတောင်တန်းတစ်ချောင်းမှာဆစ်စခန်းများအပြင်ဖုံတော်ကြီးကျောင်းများဖျားပထိုးများလည်းရှိနေပါတယ်ဒုတိယကမ္ဘာစစ်တွင်ဂျပန်ဘုရင်တပ်မတော်မှလှိုင်ကူများတူးပြီး စစ်မြေပြင်စီးယုံထားရှိခဲ့ပါတယ်။ထိုနေရာကိုပင်အကြမ်းဖက်စစ်ကောင်စီတပ်များကထပ်မံတိုးချက်ပြီးကွန်ကရစ်ဘန်ကားများနဲ့ခန္ဓာကြီးတပ်ဖွဲ့ဖြစ်အောင်အကြအနတိုးချက်မွမ်းမံလာခဲ့ပါတယ်။မြေရောက်လှိုင်ကောင်းများကို ပထမဦးဆုံးအကြိမ်မြင်တွေ့ခွင့်ရခဲ့တဲ့ဒေသခံတအူးကကွန်ကရစ်လှိုင်ကောင်းဟာသုံးပေကျဲပြီးခုနှစ်ပေအမြင့်ရှိတယ်လို့ပြောပြခဲ့ပါတယ်။အဆိုပါကွန်ကရစ်ဘန်ကားများနဲ့ဆက်သွယ်ရေးကရုတ်ကျင်းများအား တင်းစိန်ဆူရလက်ထံမှာတိုးချခဲ့ပြီးဆက်သွယ်ရေးအခြေစိုက်စခန်းတစ်ခုပါထည့်သွင်းခဲ့ပါတယ်။တောင်ကုန်းအောက်ခြေတစ်လျှောက်သွာလာနိုင်ပြီးကရုတ်ချင်းတစ်လျှောက်ရက်လေးမြင်နာကို မြင်နိုင်ဖို့အပေါက်များဖောက်ထားပါတယ်။အင်းတော်အားမဟာဗျူဟာရ၎င်းတို့အတွက်လွန်စွာအရေးပါလို့အမတ်89ချင်းမြန်တက်မစစ်ဌာနချုပ်တက်မမူအားကိုကဲစီကမရမက ခုခံခိုင်းထားခြင်းလည်းဖြစ်ပါတယ်။ တမ89ရာရက်ဆက်အကျန်းချုပ်ဆုံးနဲ့စစ်မြေပြင်တွေ့ကြုံအများဆုံးရှိတဲ့တက်မဖြစ်ပြီးတက်မမှုဘုံမှုချုပ်အောင်သက်ဦးကကိုကဲနေခဲ့တာဖြစ်ပါတယ်ရှစ်လအတွင်းမှာတိုက်ပွဲဟာနေစဉ်လိုဖြစ်ပွားခဲ့ခြင်းမရှိပဲလက်နက်ခဲယမ်းများဖြည့်တင်းရန်လိုအပ်လာခြင်းနဲ့ အကျံဖတ်တက်ရဲ့လေချောင်းတိုက်ခိုက်မှုစိတ်လာချိန်မှာရက်ဆိုင်ထားခဲ့ရပါတယ်။ဇန်နဝါရီလကုန်ပိုင်းမှာဂျပန်လိုင်းကူတောင်ကုန်းတဝိုက်ရှိကာကင်းအချို့ကိုသိမ်းယူလာနိုင်ခဲ့ပေမဲ့လက်နက်ခဲယမ်းမလုံမလောက်ဖြစ်လာလို့ပြန်ဆုတ်လာခဲ့ရပါတယ်။အကျံဖတ်တက်ဘက်ကမူရိတ်ခါနဲ့ခဲယမ်းများကိုဝိုက်တွဲထောက်ဖို့လေရင်များနဲ့လာချပေးခဲ့ပါတယ်။အစူပါစခန်းအတရင်လေရင်စာအင်အား600ကျော်လက်နက်အင်အားအပြည့်အစုံနဲ့အခိုင်အခန့်တက်ဆွဲထားခြင်းဖြစ်ပါတယ်။ အင်းတော်ကိုလက်လွတ်လိုက်ရပြီဖြစ်လို့ကချင်းပြည်နယ်ထဲကိုလေကြောင်းမှသာဝင်ရောက်နိုင်တော့မှာဖြစ်ပါတယ်။တမမှုဘုံမှုချုပ်အဆင့်ရှိအောင်တပ်ဟူဟာတပတ်ကြာမြောက်ခုခံခဲ့ပြီးအဘယ်9ရက်မှာလက်ကျန်တက်အင်အား180ခန်းနဲ့ကတာဘတ်ကိုစုပ်ခွာလာခဲ့ပါတယ်။နောက်တနေ့မှာပင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကအောင်တပ်ဟူဟာကတာအနီးမှာ၎င်းရဲ့တပ်ဖွဲ့ဝင်အချို့နဲ့တူကတာမြို့အနီးလက်ရဖမ်းဆီးမိခဲ့ပါတယ်။ ထို့သူလက်ရဖမ်းဆီးမမိခင်စစ်ဆက်ဆွေးနွေးမှုများ ပြုလုပ်လာပါတယ်။သို့သောနောက်ဆုံးမှာဖမ်းဆီးရမိခဲ့လို့အသက်ကိုချမ်းသာပေးပါရန်အတနာခံလာတယ်လို့ဆိုပါတယ်။၎င်းအားဖမ်းဆီးရခဲ့မှုအပေါ်ကျမ်းပတ်စစ်ကောင်စီဘက်မှဟောမြို့သားညညရေးအစိုးရဘက်မှပါအသေးစိတ်သတင်းထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။မြေပြင်သတင်းများဆိုရစစ်ကောင်စီတပ်သား200ကျော်သေဆုံးခဲ့ပြီး တော်လန်ยีတပ်ပေါင်းစုဘက်မှတရားနီးပါ ပြည်သူအတွက်အသက်ပေးလူသွားခဲ့ရတယ်လို့သိရှိရပါတယ်။ Colin ကဲ့သို့မြို့ဟာအကြီးအကျယ်ပျက်စီးသွားခဲ့ခြင်းမရှိလို့ဒေသခံများကဆိုပါတယ်။ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်။